လာပါရှင်။ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တက်မတော်ပင်လဲသောဆေးရုံရေရင်တန်လွင်မှတက်မတော်နေလေအထူးကုဆေးဖွဲပြည်သူများအားကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်တဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကကုချုံမြို့နယ်နှင့်အေရီတိုင်းဒေသကြီးဟိုင်းကြီးချုံမြို့နယ်တွင်ရှိကျေးရွာများနှင့်ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအားဂျမိုင်းဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက်တပ်မတော်ပင်လေသောစေယုံရှေးရင်တန်လွင်ဖြင့်ရောက်ရှိနေတဲ့တပ်မတော်မှပါရကူများစေမှုများနှင့်သူနာပြုများပါဝင်နေတပ်မတော်နေလက်အထူးကုစေဖွဲ့ဟာနိုဝင်ဘာ23ရက်ကငပူတော်မြို့နယ်ချောင်းဝကျေးရွာ ကျောင်းသစ်ကျောင်းဖုန်ကြီးကျောင်းမှာအခြေပြု၍ချောင်းဝါကျေးရွာနှင့်ပဝင်းကျေးကျေးရွာများမှာဒေသခံပြည်သူ900တဦးအားကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်ပေးကြောင်းသိရပါသည်။ အဲ့ဒီလိုဆောင်ရွက်ပေးရမှာစေကုသမှုဆိုင်ရာယောဂ135ဦးခွဲစိတ်ယောဂ45ဦးတာဖွားမြည့်ရယောဂ18ဦးခလီယောဂ28ဦးအယုယောဂ69ဦးနားနှာခေါင်းလေကြောင်းယောဂ19ဦးမျက်စိယောဂ100ဦးနဲ့သွားနှင့်ဂရင်းယောဂ88ဦးတို့ကိုလိုအပ်တဲ့စေဝါကုသမှုများဆောင်ရွက်ပေးပါတယ်၎င်းတို့အနက်အထွေထွေခွဲစိတ်လူနာ6ဦးမျက်စိခွဲစိတ်လူနာ73ဦး ဓမ္မရိုက်လူနာ3ဦးအာထရာဆောင်ဖြစ်စမ်းသက်စစ်စီလူနာ85ဦး ECG ဆက်ဖြစ်နှလုံးစမ်းသက်လူနာ55ဦးနဲ့တကွဲစမ်းသက်လူနာ22ဦးတို့ကိုလည်းယောဂရှာဖွေစမ်းသက်ကုသပေးခြင်းများဆောင်ရွက်ပေးပါတယ်ကြပြင်တက်မတော်နယ်လေအထူးကူစေဖွဲ့မှပါရကူများကငပူတော်မြို့နယ်ကမ္မလာကျေးရွာနီး ကျော်စင်ဝင်းရဲ့ဇနီးတော်အုံမမြင့်ရဲ့ကိုဝင်ကိုမောင်းလွဲ၄နာရီ၈မိနစ်တွင်ခုနှစ်ပေါင်း၈အောင်စာရှိတဲ့တမိဥရတနာကိုလည်းအောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပြီးမိခင်နဲ့ကလေးမှာကျမ်းမာရေးကောင်းမွန်လျက်ရှိကြောင်းနဲ့၎င်းကလေးငယ်အတွက်တာဝန်ရှိသူများကချင်းမြင့်ငွေနဲ့လက်ဆောင်ပစ္စည်းများကိုလည်းပေးရကြကြောင်းသိရပါရဲ့ရှင်။